ဒေဝတာတန်ယုတ်နိမောက္ခသုံးဒီတော့လာတဲ့သာဝတိဇေတဝံမှာပဲဟောခဲ့တာပေါ့တကောင်ရန်ရောက်တဲ့အခါကျတော့နတ်သားတယောက်နတ်သားတယောက်ချက်နတ်သားတယောက်ဟာဇေတဝံကြောင်းတစ်ကြောင်းလုံးကိုထွန်းလင်းတော့ပါအောင်သူ့ရဲ့ခန္ဓာကိုယ်အယောင်အဝတ်စားအယောင်တွေနဲ့ထွန်းလင်းတော့ပါပြီးတော့မြတ်စွာဘုရားတန်ချင်ကမြတ်စွာဘုရားကိုရှစ်ခိုးရပ်ပြီးတော့မြတ်စွာဘုရားကိုရှောက်တယ် ဇာနာတိနောတွံမာရိတသတ္တနာနိမောက်ခံပမောက်ခံဝိဝေကံမြတ်စွာဘုရားတရားရေနိမောက်ခဆိုတာမဲ့ရနာမဲ့ပမောက်ခဆိုတာဖို့ရနာမဲ့ဝိဝေကဆိုတာကနိဗ္ဗာန်ရနာမဲ့ပေါ့နိမောက်ခဘာကြောင့်မဲ့ကိုနိမောက်ခလို့ခေါ်လဲကိလေသာဆိုတဲ့အနောင်ဖွဲ့တွေကထွက်မြောက်ကြောင်းဖြစ်လို့မဲ့ကိုနိမောက်ခလို့ခေါ်တယ်ပမောက်ခဖို့ပမောက်ခလို့ခေါ်တယ်ကိလေသာဆိုတဲ့အနောင်ဖွဲ့တွေကနေ အပြားအဖျင်ထွက်မြောက်ကြပိုးပြီးတော့လွတ်မြောက်လွတ်သွားတယ်ပေါ့မက်ခိုက်တန်ဆိုရင်တော့လွတ်တော့လွတ်နေပြီဒါဖိုခိုက်တန်ဆိုရင်တော့ပိုးတုံလွတ်သွားပြီနော်အဲဒါကြောင့်ဖိုကိုပမောက်ခလို့ခေါ်တယ်ဝိဝေကဆိုတာကတော့စင်းရဲတွေကနေကင်းသွားပြီဒါကြောင့်နိဗ္ဗာန်ကိုဝိဝေကလို့ခေါ်တယ်အထာဂရနောက်တနည်းဖွင့်တာကတော့နိမောက်ခရောပမောက်ခရောဝိဝေကရောသုံးခုလုံးကနိဗ္ဗာန်ရဲ့အဓိပ္ပာယ်တွေပါပဲလို့လည်းတနည်းဖွင့်တာပေါ့ထားလိုက်ပါတော့ဒါပြောချင်တာကတော့သရဝရီတဲ့ ကိလေသာဆိုတဲ့အနှောင်ဖွဲ့တွေနဲ့အနှောင်ဖွဲ့ခံနေရတယ်ဒုက္ခစိတ်တွေကနေမကင်းညာဘူးကိလေသာအနှောင်ဖွဲ့တွေကနေလွတ်မြောက်ဖို့ရာအတွက်ဒုက္ခတွေကကင်းဖို့ရာအတွက်နီလန်းလေးကိုအရှင်ပြအနေနဲ့သိလာဗျာလို့မေးလာအဲ့တော့တတိလာဆိုတော့ဇာနာမိငါငါပြသိတာပေါ့နော်ကိလေသာတွေကလွတ်မြောက်တဲ့နီလန်းဒုက္ခတွေကကင်းတဲ့နီလန်းကိုငါပြသိတယ် ထာကထံအရှင်ဖျားသိတယ်ဆိုရင်တတိတော်ဘလို့သိတာလဲပြောပြပါဦး။အဲ့ဒီမှာစကလုံးလေးနှလုံးနဲ့ပဲပြောတယ်မြတ်စွာဘုရားကနန္ဒီဘဝပရိခယာသင်ညာဝိညာဏသင်ခယာနန္ဒီဘဝပရိခယာမဘုနိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်နဲ့ဘာလို့တလဲဆိုတော့ပရိခယာအကုန်အောင်လုပ်အောင်ပဲ။ဘာနဲ့ဘာကိုအကုန်အောင်လုပ်မလဲဆိုတော့နန္ဒီနဲ့ဘဝနှစ်ခုကိုအကုန်အောင်လုပ်ရအောင်။နန္ဒီဆိုတာနှစ်သက်တတ်တဲ့တဏ္ဏဘဝဆိုတာကတော့ကမ္မဘဝနော်။ ရောတိဝိဒပဲမဖို့နိဗ္ဗာန်ရတယ်မဖို့နိဗ္ဗာန်ရတယ်ဒုက္ခကုံနဲ့ဒုက္ခကုံနဲ့ဆိုတာဒုက္ခရဲ့အကြောင်းဖြစ်တဲ့ခန္ဓာကိုယ်ကြီးခန္ဓာ၅ပါးကုံမှတာလေဒုက္ခကုံနာနော်ခန္ဓာ၅ပါးကုံဖို့ရတယ်ဘာလို့လဲခန္ဓာ၅ပါးကိုဖြစ်စေတတ်တဲ့ကံနေမလို့ဖို့လိုတယ်ဒါကိုပဲဘာလို့ခေါ်လဲဆိုတော့ဘဝပရိက္ခယာကံမဘဝဆိုတာကံနေမလို့ပန်းကံနေကုံမှတာလေမဖို့နိဗ္ဗာန်ရောက်တာကံနေကုံနေဆိုတာကကုသိုလ်ကံရောအကုသိုလ်ကံရောနှစ်ခုလုံးပါတာမဟုတ်ပါကံနေကုံဖို့ရတယ်ဘာလို့သေးတယ်လဲဆိုတော့နန္ဒီဟိတဲ့အရင်ဆုံး ကံကုန်ဉာဏ်နိုင်ကုန်တာမဟုတ်နန္ဒီလိုချင်မှုဆိုတာတဏှာတွေကုန်မှကံကုန်တာကိုမှတကြောက်ဆိုကုသိုလ်ကကုသိုလ်တို့တွေဒီရောတို့တွေဆိုကုသိုလ်တအားလိုချင်တော့မယ်နော်ဘာဖို့လို့လဲကုသိုလ်ကြောင့်ရောက်တဲ့နတ်ပြည်တွေလိုချင်နေတာကိုကုသိုလ်ကြောင့်ရောက်တဲ့ပြမပြည်တွေလိုချင်နေကြရကြလေတာကိုဒါကြောင့်နတ်ပြည်ပြမပြည်နတ်ချမ်းသာပြမချမ်းသာတွေကိုလိုချင်တဲ့တဏှာတွေရှိသမျှကတော့ကံကကုန်မှာဟုတ်မလားမကုန်သေးဘူးကံကုန်ဖို့ရာအတွက်ဘာလိုတယ်လဲဆိုတော့ တဏကုံဖို့လည်းပဲလိုတယ်တဏဆိုတဲ့နေရာမှာတော့သုံးမျိုးလုံးပေါ့ကွာကာမတဏဆိုတဲ့အစဉ်အတန်အနအယတာအထီးတွေ့တွေကိုလိုချင်တဲ့တဏတွေရှိရင်လည်းပဲကံတွေလောက်ဖြစ်တော့တာပဲဟုတ်တယ်မလားနောက်ဘဝမှာတပြီတော့ချမ်းရုပ်ချောချောလေးဖြစ်ပြစေဟောဒါလည်းကာမကုံတွေပဲလေနောက်ဘဝမှာစိစိန်ခံတာအပြည့်အဝခံစားရပလားစီပြစေဟာဒါလည်းကာမကုံတွေပဲကာမတဏကြောင့်လည်းပဲကံတွေလောက်ကြတာနော်ကာမတဏ ဟိုဖြစ်နာတွေကနတ်သမီးလေးတွေတစ်ဖက်လေး900နဲ့နေပြရစေဟောဖုတ်တပါယောဆိုတဲ့ကာမတဏှာကြောင့်နော်ကာမတဏှာရှိရင်လည်းပဲဘာဖြစ်တယ်လဲဆိုတော့ဘဝဆိုတဲ့ကာမဘဝတွေလောက်ဖြစ်တယ်နော်အဲနောက်ကြတော့ဘဝတဏှာဟောသူ့ထံမြင့်သွားပြီရူပဇံအရူပဇံဆိုတဲ့ဘဝတဏှာတွေရှိရင်လည်းပဲဘာဖြစ်တယ်လဲဆိုရင်ကံတွေလောက်ဖြစ်တော့တာပဲဘုံဘဝတွေလိုခြင်းပြီးရူပကာမဘုံဥစ္စာတော့ဘဝဆိုတာတော့အစင်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 သိပြီးသားပဲအပယ်လေးဘုံထက်စာရင်ဘယ်သူဘဝသားလဲ လူဘုံကတားတယ်လူဘုံတက်တားရင်နတ်ပြောက်ကနတ်ပြည်ကတားတယ်နတ်ပြည်တက်တားရင်နတ်ပြည်တက်စားရင်ဗြမပြည်ကတော့တားတယ်ဟောအဲ့ဒီလိုဘုံဘွားတွေနဲ့ပတ်သက်ပြီးတော့အဲဥဒ္ဒနတို့ရောတော့လူပြည်လူဘွားကိုပဲလူချမ်းသာတွေကိုပဲဟုတ်လာပြီလို့ထင်တာဒါအထက်တရားအထုတ်တဲ့ပုံကိုကြတော့လူချမ်းသာတက်တားတယ်နတ်ချမ်းသာကိုတို့ကလိုချင်ကြတာဟော sorry sorry လူချမ်းသာနတ်ချမ်းသာတက်တားတယ်ဗြမချမ်းသာကိုလိုချင်ကြတာအဲဗြမချမ်းသာဆိုတဲ့ဘာလဲဆိုတော့ဘဝတဏတွေကိုလည်းပဲဘဝတဏကြောင့်လည်းပဲလူတွေကကံတွေလောက်ကြတယ်ဘာကံလဲဆိုတော့ရူပဇံအရူပဇံဆိုတဲ့ကံတွေကိုလောက်ကြတာပေါ့နော် ဒါကြောင့်နဲ့နိဗ္ဗာန်ရောက်ချင်တာနိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်မလိုချင်မှရောက်ချင်တာတဲ့လိုချင်တော့ရောက်အောင်နေဦးမှာမဟုတ်ဘူးဒါလေးတော့သတိထားအောင်ပါပေါ့နော်နန္ဒီပရိက္ခယာအရင်ဆုံးကတော့တဏှာတွေကုန်အောင်လုပ်အောင်ပဲဘိုးဟာလိုချင်ဒီဟာလိုချင်လိုချင်တာတွေကုန်အောင်လုပ်အောင်လိုချင်တာတွေကုန်ကုန်ပြီဆိုရင်ဘာဖြစ်လဲဆိုတော့ဘဝဟောကံဘုံဘဝတွေကိုလိုချင်ရအောင်အားထုတ်တယ်ကံမဘဝဆိုတော့ကံနေပေါ့ကွာအဲဥမာတော့ကြောင့်ဆိုဥစဉ်တို့လူပြီးတော့နတ်ပြီးတော့မြမပြီးတော့ဖြစ်တာတွေကဘာကြောင့်ဖြစ်တာလဲပရိစ္ဆာသမုပ္ပါဒ်နဲ့ပြောကြည့်စမ်းပါ လူပြည်နတ်ပြည်မြမပြည်ဖြစ်တာဘာကြောင့်ဖြစ်တာလဲပါဠိလေးဆိုကြည့်ဘင်္ဂါရပစ္စယဝိညာဏဝိညာဏဆိုပဋိသင်တယ်လေလူပဋိသင်တယ်နတ်ပဋိသင်တယ်မြမပဋိသင်တယ်လူပြည်နတ်ပြည်မြမပြည်ဖြစ်တာဆိုဘာကြောင့်ဖြစ်တာလဲသင်္ခါရဆိုတာကံတွေကြောင့်ဖြစ်တာဟုတ်တယ်မလားအဲနောက်ပစ္စုပန်ကြာတော့ဘယ်လိုလဲတဏပစ္စယဥပါဒနာဥပါဒနာပစ္စယဘောကံဘောဆိုတာကမ္မဘဝတွေဖြစ်တယ်ဆိုတာဘာကြောင့်ဖြစ်တာလဲဆိုတော့တဏလိုခြင်းလို့ကာမဘဝတွေဖြစ်တာဒါကြောင့်ဘဝတွေဖြစ်တယ်ဖြစ်တယ်ဆိုတာအကြောင်းနှစ်ချက်ကြောင့်ဖြစ်တာနော် တဏှာကြောင့်လည်းပဲဖြစ်တာကံကြောင့်လည်းပဲဖြစ်တာမူရင်းကတော့ဘာလဲတဏှာတဏှာလိုချင်တဲ့အခါကျတော့ကံမကံတွေကိုလုံးဖြစ်တယ်ကံတွေလုံးဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်ဘုံဘဝတွေရပြီးတော့တန်းနေရလေကြတော့တာပေါ့ဒါကြောင့်ဒီနှစ်ခုလုံးပါအောင်မြတ်စွာဘုရားကဟောသွားတာနန္ဒီဆိုတာတဏှာဖြစ်စရာဥပါဒနာဥပါဒနာဖြစ်စရာဘောဆိုတာကိုဟောသွားတာနော်ဘဝဆိုတာ sorry နန္ဒီဆိုတာတဏှာဖြစ်တဲ့ဘုနော်ဘဝဆိုတာဘာလဲဆိုတာသင်္ခါရဖြစ်စရာဝိညာဏဆိုတာကိုပြောပြသွားတာသင်္ခါရနဲ့ကာမဘဝနဲ့အတူတူပဲဆိုတာဥစဉ်တော့သင်ကြုံမှာသင်ခဲ့ပြီးသားနော် သင်္ခါရဆိုတာလည်းပဲဘာလို့လဲကံတွေပဲကမ္မဘဝဆိုတာလည်းပဲကံတွေပဲဒါကြောင့်လိုချင်မှုမရှိမှကံတွေမလုတ်ဖြစ်မှာကံကံတွေမလုတ်ဖြစ်မှာဆိုတာကံကံဆိုတာကဥစဉ်တော့သိပါတယ်နော်ကောင်းတာလုတ်တိုင်းကံမကောင်းတာလုတ်ရင်ကုသိုလ်လို့ပြောပေမဲ့လည်းပဲဟိုတွဲတာမှုတွေနဲ့ကောင်းတာလုတ်တာနဲ့တွဲတာမှုမပါပဲနဲ့ကောင်းတာလုတ်တာမတူဘူးဆိုတာဥစဉ်တော့စာချတော့ဒီတော့ပြောခဲ့လေတယ်နော်မျိုးစေးလေးတူတယ်မျိုးစေးလေးကတော့မျိုးစေးလေးပဲမျိုးစေးလေးကိုမျိုးပေါ်မှာတော့စိုက်လိုက်တာတော့အတူတူပဲဒါပေမဲ့လည်းပဲအဲ့ဒီမျိုးစေးလေးက အစေးတက်ကလေးပါတဲ့မျိုးစေ့နဲ့အစေးတက်တွေမပါအောင်မီးတွေနဲ့မြိုက်ထားတဲ့မျိုးစေ့နှစ်ခုမတူဘူးနော်အစေးတက်တွေမပါအောင်မီးတွေနဲ့မြိုက်ထားတယ်မီးတွေနဲ့ကင်းထားတဲ့မျိုးစေ့လေးကြတော့နေကြီးပေါ်မှာချပြီးမှလည်းပဲမပေါက်တော့ဟုတ်လားအဲ့ဒါကကံကုန်တယ်လို့ခေါ်တယ်နော်ကောင်းတာလုပ်တာတော့ကောင်းတာလုပ်တာပဲရှင်သာရိပုတ္တရာတော့ရှင်မောကလန်တော့ကောင်းတာတွေလုပ်ကြတာပဲနော်ဒါပေမဲ့ကံအဆင့်မဟုတ်တော့ဘူးကရိယာအဆင့်ဖြစ်သွားပြီနော်ဟိုမျိုးစေ့ဟိုဥစ္စနတို့တွေဒီရောတို့တွေရဲ့ကံနေကြတော့မဟုတ်ဘူးလိုချင်စိတ်တွေနဲ့လုပ်ကြတာများတယ်လိုချင်တဲ့ဥစ္စနတို့ဘာလုပ်တော့ဥစ္စနတို့တော်တော်များများတော့လိုချင်စိတ်တွေနဲ့ပဲလုပ်ကြတာများတယ် ဒါကြောင့်နန္ဒီဆိုတဲ့တဏ္ဍတ်တွေပါလာပြီးတော့ဘဝဆိုတဲ့ကံတွေဖြစ်လာတော့တာပဲအဲ့ဒီကတဏ္ဍလိုချင်စိတ်နဲ့တဏ္ဍနဲ့ဘယ်ကံအဲ့နှစ်ခုကိုကုံအောင်လုံနိုင်နေဆိုရင်နိဗ္ဗာန်ရောက်တယ်ဒါဆိုရင်ဥစ္စံတို့တွေနိဗ္ဗာန်ရောက်ဖို့နိဗ္ဗာန်ရောက်ဖို့ဆိုတာကဆုတောင်းုံနေတဲ့နဲ့မရောက်ဘူးဆိုတာကိုလိုလိုသိပြီးသားပဲနိဗ္ဗာန်ရဲ့နိဗ္ဗာန်ကိုရောက်ဖို့ရတဲ့အဓိက main ကတော့ဘာမဖြစ်အောင်အရင်ဆုံးလုပ်ရမှာလေတဏ္ဍာဒါပဲဟုတ်တယ်မလားတဏ္ဍာဖြစ်မဖြစ်အောင်လုပ်ရမယ်ဒါကြောင့်ဝေနာပစ္စယတဏ္ဍာဆိုတဲ့အဲ့ဒီနေရာလေးကတရားရှုမှတ်ဖို့ရတဲ့အတွက်အခုကပဲဝေနာခံစားမှုတွေနဲ့ကြုံလာတိုင်းကြုံလာတိုင်းတဏ္ဍာမဖြစ်အောင်ကြိုးစားရမှာ ဟုတ်တယ်မလားဒါကြောင့်ဟိုမာစီပါညာတို့ဆရာတော်တွေကအဲ့လိုဟောအများတန်းဟောထားတယ်ဝေနာပစ္စယတဏဟုတ်ပြီနန္ဒီဘဝပရိကရနိဗ္ဗာန်ရောက်ခြင်းမဘုံနိဗ္ဗာန်ရခြင်းနဲ့ဆိုရင်တဏနန္ဒီလိုချင်စိတ်လိုချင်တဲ့တဏလည်းမဖြစ်ရဘူးဘဝကံမဘဝဆိုတဲ့ကံတွေကိုလည်းပဲဘုံဘဝတွေကိုမျောပြီးတော့လောက်တဲ့ကံတွေလည်းပဲမဖြစ်ရဘူးအဲ့ဒါမဖြစ်ဘူးဆိုရင်ဘာဖြစ်သွားမလဲတင်ညာဝိညာဏတင်ကြရတင်ညာလည်းပဲမဖြစ်တော့ဘူးဝိညာဉ်လည်းပဲကုန်သွားပြီတင်ညာဝိညာဉ်ကိုပြောခြင်းအပြင်တင်ညာဆိုတာစေတသိက်လေးပဲဝိညာဉ်ဆိုတာစိတ်ကလေးပဲနော်တင်ညာစေတသိက်ရဲ့ဝိညာဉ်စေဝိညာဉ်ဆိုတာစိတ်ရဲ့အဲ့ဒီနှစ်ခုပြောခြင်းအပြင်ခန္ဓာ၅ပါးတော့ကုန်ပါပါတယ်ပြောတာ နော်ခန္ဓာကုန်းသွားတာတဏရဲ့ကံရဲ့မလုပ်တော့ဘူးဆိုရင် ခန္ဓာမရတော့ဘူးခန္ဓာမရရင်အဲ့ဒါမှနိဗ္ဗာန်ရောက်တာနားလည်လားဒါကြောင့်နိဗ္ဗာန်ရောက်ဖို့ရတဲ့နံပါတ်1တဏကုန်းလောအမေတဏကိုအလိုမလိုက်ရဘူးနောက်ဘဝဆိုကံတွေကိုအလုပ်လုပ်တိုင်းလုပ်တိုင်းဟာဘုံဘဝတွေကိုမျောလင့်ပြီးတော့မလုပ်ရဘူးအဲ့ဒါဆိုရင်ဘာဖြစ်လဲဆိုတော့သင်ညာဝိညာဉ်တွေကုန်းသွားပြီဘုခန္ဓာငခန္ဓာငါးပါးမရတော့ဘူးခန္ဓာငါးပါးမရတဲ့အခါကျတော့ဝေနာနာနေရောဒါဥပါဒမှာ ဝေဒနာတွေလည်းပဲချုပ်သွားပြီးငြိမ့်သွားပြီးတဲ့ခန္ဓာ၅ပါးလုံးငြိမ့်သွားပြီးအဲ့ဒါကိုပဲဘာလို့လဲဆိုတော့မက်ရတယ်ဖိုရတယ်နိဗ္ဗာန်ရောက်တယ်လို့ခေါ်တာတဲ့နိဗ္ဗာန်ရောက်ဖို့ရာအတွက်တဏှာကုန်တဏှာကိုအလိုမလိုက်ရဘူးတဏှာမဖြစ်အောင်ကြိုးစားရမယ်၊ကံတွေချုပ်အောင်ကြိုးစားကြရမယ်၊ခန္ဓာ၅ပါးကုန်အောင်ကြိုးစားကြရမယ်ဒါဆိုရင်နိဗ္ဗာန်ရောက်ပါတယ်။ဒါနိမောခလို့ကိုမြတ်စွာဘုရားဟောတာနော်။နောက်ဥပနိဒတို့သွားကြအောင်ဆိုဥပနိယတို့သာဝတိဇေတဝန်မှာပဲဟောတာပဲ။နတ်သားတယောက်က နတ်သားတရားလို့ပြောတဲ့နေရာမှာဒီနတ်သားကြတော့ယိုယိုကာမဝဇ္ဇနတ်သားမဟုတ်ဘူးမြမာကြီးတဲ့နော်မြမာကြီးကမြမာရဲ့မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့လူပီကလူတွေနတ်ပီကနတ်တွေကသေးလိုက်၊မွေးလိုက်၊သေးလိုက်၊မွေးလိုက်ခဏလေးပဲဖြစ်ဖြစ်နေတာဟိုကြည့်ပြီးတော့မြတ်စွာဘုရားလာလျှောက်ဥပနိယတိဇိဝိတမပ္ပမာယုမြတ်စွာဘုရားတဲ့လူပီကသရဝါတွေနတ်ပီကသရဝါတွေဟာဇိဝိတံသူတို့အသက်ကလေးဟာဥပနိယတိတဲ့သေတဲ့ဘက်သွားတာမြင်တာလိုက်တာဘုရား ခဏလေးသေးတာကိုသူတို့မျက်လုံးနဲ့ကြာဟုတ်တယ်မလားသူတို့ကကဘာနဲ့ချီပြီးတော့နေရတဲ့မြမကြီးတွေလေကဘာနဲ့ချီပြီးတော့နေရတဲ့မြမကြီးတွေပြတဲ့ပြောင်းလူတွေနဲ့တည်းတဲ့ခဏလေးတွေသေးရတာတဲ့သေးတဲ့ဘက်သွားတာမြန်လိုက်တာသိတာလိုက်တာဗျာတဲ့နံပါတ်၁အပန်အာယုသူတို့ရဲ့တက်တန်းလေးကလည်းတိုးလိုက်တာဗျာဟုတ်ဒါဒါဒါမြမကြီးကမျက်လုံးနဲ့ကြည့်ရင်မြင်တယ်ဒီလိုတော့တော်တော်များများကြောင်းမြန်ကြည့်တာဟုတ်လားဥပနေရတီသေးတဲ့ဘက်သွားနေတာဆိုတာကိုလည်းမမြင်ဘူးဘာလို့လဲဆိုတော့ငါအမြင်နေရတော့မပုံစံမျိုးမနှက်ပြန်အတွက်စိတ်ကူးတွေရင်တပတ်ခါအတွက်စိတ်ကူးတွေရင်ပြီးတော့အချိန်တွေဖြုံးနေကြတာနော် အပံအာယုအတတန်းကလည်းတူတူလေးဆိုတာလည်းနားမလဲဘူးဘာဖြစ်လဲဆိုတော့ကိုကအခြားအကြာကြီးနေနေရတယ်လို့ထင်နေတာဂျမားကြီးကသတိပေးနာလျှောက်တာဥပနိယတိဇိဝိတံလူတွေရဲ့တတန်းလေးကဗျာသိတဲ့ဘက်သွားတာတို့ရဲ့မျက်လုံးနဲ့ကြည့်လိုက်တကမြင်လိုက်မြင်သာလိုက်တာပဲယအပံအာယုတတန်းကလည်းတူတူလေးပဲဖေယဇရုပနိတတံဩတဲ့အချိန်ဩခြင်းတရားကရောက်လာပြီဆိုတဲ့လူတယောက်ကြတော့တဲ့နတန်ဒီဒါနာဘသူမှအာကိုလို့မရတော့ဘူးတဲ့နော်ကိုအာကိုလို့မရတော့ဘူး ကွဲကာလို့မရတော့ကိုကွဲတယ်ဆိုတာအကူတာနဲ့ကွဲကာတာကိုပြောတာနော်။အိုတဲ့ပဲအိုရင်အိုစေအိုးသွားတဲ့လူတယောက်ဘာမှအကူလို့မရတော့ငါအိုပြီပေါ့မအိုချင်သေးဘူးငငယ်တုန်းကလိုပဲဖြက်ဖြက်လက်လက်တွတ်တွတ်လက်လက်နေချင်သေးတယ်ငငယ်တုန်းကလိုပဲခန်းတော့ကိုဘယ်နေရာမှညောင်းညာကိုက်ခဲယောဂဝေနာဝနာတွေငါမဖြစ်ချင်သေးဘူးအိုရာကြီးကိုမင်းတို့တွေငါ့ကိုကဲပေးစားမအောင်ဆိုဘယ်သူမှအကူလို့မရဘူးဒါတွေကိုလည်းတို့တို့မြန်မိတယ်ဗျာတဲ့လူတွေကြည့်ပြီးတော့ဟုတ်လားမြန်မာတွေကြအဲ့လိုယောဂဝေနာတွေရှိလားမရှိဘူးလေဟုတ်တယ်မလား တို့တို့တို့မျက်လုံးနဲ့ကြည့်လိုက်တော့ကြာဩလူတွေဒုက္ခကြရတဲ့နင်းနေတာတော့မပြောနေတော့မယ်ဒီဟာကြီးကိုမြင်နေတာနော်ဒုက္ခကြရတဲ့လောက်ကြီးဖြစ်နေတာတော့မပြောနေတော့မယ်ဘာနဲ့ဆိုလဲဆိုတော့မစင်တော့နဲ့ကလောက်လို့ပဲဟုတ်လားတပည့်တော်မျက်လုံးနဲ့ကြည့်လိုက်တယ်မစင်တော့နဲ့ကလောက်ဘာမှတာရစရာမဟမ်းရှိဘူးယွန်စရာကြီးတွေဟုတ်တယ်မလားတို့တို့တဏ္ဍလက္ခဏာလေးပဲနေရတာဒါပေမဲ့လည်းမစင်တော့ကလောက်ကိုအချိန်ကြီးကလာချီတယ်ဟဲ့ငါတို့နတ်ပြည်ကိုမင်းပို့ပတော်မလို့ငါငါအချိန်ခံအောင်ဆက်တောင်းပြီးလာတာသွားကြရအောင်နတ်ပြည်ကိုခေါ်တာ ဟာဒီမလောက်ကလေးကဘာပြောတော့ဟာတဲ့ငါမသားသမီးတွေနဲ့စားစရာတွေနဲ့ဟုတ်လားငါရဲ့အတိုင်းအဝိုင်းတွေနဲ့မင်းမင်းနတ်ပြမသွားကြပါဘူးကွာငါမခေါ်ပါနဲ့ဆိုခေါ်မှကြောက်လို့အောက်ငုတ်သွားတယ်ဟုတ်လားအဲအဲ့လိုပဲတပြို့လို့ရဲ့မြတ်တပြို့လို့ရဲ့ဘဝတွေကလည်းပဲမြမာတွေရဲ့မျက်လုံးနဲ့ကြည့်လိုက်ရင်ဒုက္ခတွေကြားတဲ့နေနေရတာနော်ဒုက္ခတွေကြားတဲ့နေနေရတယ်သေဖို့ရတော့ခဏလေးတင်သေးတယ်ပြီးတော့တက်တန်းလည်းတိုးတိုးလေးပို့ပြီးဆိုတဲ့အခါကျတော့လည်းပဲမသိမချက်ဒုက္ခတွေခံနေရတာဟောဘယ်သူမှအားကိုလို့မရဘူးဒါကြီးတွေမြင်လိုက်တကယ်သူတို့ကတနာနေတာ ဒါမှတပည့်တော်တို့မြတ်တော်ကတော့မမြင်ဘူးဟုတ်လားအချက်၃ချက်တည်းပဲအေတံဗျာမရဏေဘိက္ခမာနောအဲ့လိုသေမဲ့တရားတွေဖြစ်တဲ့လူသားတွေရဲ့ကြောက်စရာကောင်းတဲ့အဲ့ဒီအချက်၃ချက်တဲ့ဥပနိယတိစီဝိတံသေတဲ့ဘက်မြည်သွားတာသိသားသွန်းနေအပံအာယုတတံလည်းတိုးတိုးလေးနံပါတ်နဲ့နံပါတ်၃ကသရုပနိတတနာတဏိဒါနာဟိုတဲ့အချိန်ကျတော့ဘသူမှကိုယ်ကွယ်အကုလို့မရဘူးကွယ်ကားလို့မရဘူးဒီအချက်၃ချက်ကိုမြင်ပြီဆိုရင်တော့အရှင်ပြရဲ့တဲ့ရှုမြင်တယ်တဲ့ရှုမှမြင်တာဟုတ်လားမရှုရင်မမြင်ဘူးရှုတယ်ဆိုတာကြည်တာကိုပြောတာကြည်မှမြင်တာ မြင်အောင်ကြည့်နိုင်တဲ့သူကတော့ဗျာတဲ့ပုံညာနေကြည့်တာဒါဒုက္ခဝါနေဒုက္ခဝါနေတပြည့်တော့လူပြင်းနတ်ပြည့်တဲ့ချမ်းသာတဲ့ဗြဟ္မအမိကို ရောက်စေနိုင်တဲ့ချမ်းသာတွေကိုစောင်းနိုင်တဲ့ပုံညာနေကြည့်တာထားဇန်နေဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုလုတ်ကိုလုတ်ဖြစ်တော်မှာပဲဗျာမျက်စွာဗျာလာလျှောက်တာနားလဲလားလူတွေဟာကိုသေးတဲ့ဘက်သွားနေတာသိတာလွန်းနေအသက်တန်းကလည်းပဲတူတူလေးပဲ အဲဟိုတဲ့အချိန်ဆိုရင်ဘသူမှအားကိုးလို့မရဘူးဒီသုံးမျိုးဒါမြင်မယ်ဆိုရင်တပည့်တော်ရဲ့မြမပြည်ရဲ့ချမ်းသာကိုဟိုသူတို့ကလိုချင်စိတ်တွေပေါက်လာပြီးတော့မြမပြည်ရောက်စေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေဖြစ်တဲ့ဇန်ကုသိုလ်တွေကိုသူတို့တွေလုပ်ကိုလုပ်ဖြစ်တော့မှာပဲဗျာတရားတွေအားကိုအားထုတ်ဖြစ်တော့မှာပဲဗျာဆိုပြီးတော့သူကလာလျှောက်လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကပြန်ပေးတယ်ဥပန္တယတိဇီဝိတံဟုတ်တယ်လူတွေရဲ့အသက်ဆိုတာတည်တဲ့ဘက်သွားတာတည်တာလို့နဲ့ဆိုတာလည်းဟုတ်တယ်အပ္ပံအာယုတတန်းတို့တို့လေးဆိုတာလည်းနဟုတ်တယ် ဇရုပတိဒါနိနာဒံဇရုပနိဒဒါနာဒံဣဒါနာ။အိုတဲ့အချိန်ကျတော့ဘသူမှအာကုလို့မရဘူးဆိုတော့လေဟုတ်တယ်။အေတံပြမရဏေဘက်ကမှတော့ဒီသုံးမျိုးကိုမြင်အောင်ကြည့်နိုင်တဲ့သူတွေဟာမင်းပြောတဲ့တာဂက်လောက်လေးနဲ့တော့မဟုတ်သေးဘူးနော်။မင်းတို့ကအမြင်သိမကျသေးဘူး။ဖိရှင်းမကောင်းသေးဘူးပေါ့နော်။မင်းတို့ကမြမပြဖြစ်တဲ့လောက်ရုံတော့ပဲမင်းတို့ကမြင်တာငါဖျားကြတော့မဟုတ်ဘူးတဲ့။တန်တိပဲခေါ်တဲ့ဘဲတိမြန်။နိဗ္ဗာန်ဟာမြမပြရောက်ရင်မြမပြတဲ့ဝန်ဝဆချင်းတချို့ချို့မြမပြဖြစ်လာနောက်ကြအပဲဝပဲပုံပြောင်းရောက်ရင်ရောက်အောင်ပါ နော်တန်တရာလေဦးမှာတဲ့ဒါကြောင့်ဒုက္ခတွေပြန်ရောက်နိုင်တဲ့မချမ်းသာလောက်ကတော့မင်းဘာမှမဟုတ်တဲ့ချမ်းသာပဲနိဗ္ဗာန်ကမှသာလေသာဝရချမ်းသာဒါကြောင့်တန်တိပဲခေါ်ဒီလိုဒုက္ခတွေကိုမြင်တဲ့လူတယောက်ဟာတဲ့တကယ်နိဗ္ဗာန်ကြီးကိုဥတည်တဲ့လေနော် long term plan ဆွဲတဲ့လေပေါ့နော်နိဗ္ဗာန်ကြီးကိုမြင်အောင်ကြည့်ပြီးကြည့်ရှင်လေနိဗ္ဗာန်ကြီးမြင်အောင်ကြည့်ပြီးပြင်ဘာလို့တော့တာလဲလောကမိတံပါဇဟေ လူမိချမ်းသာဆိုတဲ့အာမိသလောကမိသနော်နတ်မိချမ်းသာဆိုတဲ့လောကမိသမြမမိချမ်းသာဆိုတဲ့လောကမိသလောကမိသဆိုတာတော်တော်များများတော့ပစ္စည်းလေးပဲလက်လာပါတွေကိုပြောတာများပါတယ်ဒါမှမဟုတ်ဒီနေရာမှာအထာကရာဖွင့်ထားတာလက်လာပါတွေမကပါဘူးတဲ့ဘုံဘဝတွေကိုလည်းပဲပါပါတယ်တဲ့လောကမိသနော်ဒါကြောင့်ရပရပိုင်ခွင့်တွေကိုအကုန်လုံးစွန့်နိုင်သွားတယ်တဲ့နိဗ္ဗာန်လိုချင်တဲ့လူပါဟုတ်လားဦးဇင်းတို့ရေကုတ်ကိုမေးကြည့်နိဗ္ဗာန်တကယ်လိုချင်လားမလိုချင်ဘူးလားနိဗ္ဗာန်လိုချင်တယ်လည်းပြောသေးတယ်ရစရာတွေကြီးပဲတော်တိတ်နေတယ်ဆိုအဲ့ဒီကတကယ်နိဗ္ဗာန်လိုချင်တော့မဟုတ်ဘူးလောကမိတံပဇေဘာဖြစ်မလဲ ရစရာတွေလည်းပဲစွန့်လွတ်နိုင်ရမယ်ဟုတ်တယ်မလားဖရာအလောင်းနဲ့နိဗ္ဗာန်ရဖို့ရတော့တောထွက်တောထွက်သွားတာအကုန်စွန့်နိုင်တာနော်လောကမိတံပဇေနောက်ကြတော့ဖရာအလောင်းနဲ့တော်တော်များများဘုံဘဝတွေရဖို့ရဘယ်တော့မှမစုမတောင်းဘူးပါရမီဆိုတော့ဟိုအဆင့်ထိရအောင်ဘာဖြစ်လဲနိဗ္ဗာန်ထွက်မြောက်ဖို့ပဲစဉ်းစားထွက်မြောက်ဖို့ပဲသူကဥပ္ပိနော်တန်တိပဲခေါ်ပဲထွက်မြောက်ဖို့ပဲပဲဥဒီတယ်ဒါကြောင့်ပါရမီလို့ခေါ်တာဥစဉ်တော့ပါရမီနဲ့ရိုးရိုးကုသိုလ်နဲ့မတူဘူးဆိုတာသိမိသားနော်ရိုးရိုးကုသိုလ်တွေကတော့လူပြည်လူချမ်းသာနတ်ပြည်နတ်ချမ်းသာမြတ်ပြည်မြတ်ချမ်းသာတွေကိုမျောပြီးတော့ ဟိုခံစားဖို့ရာအတွက်ကုသိုလ်လုပ်တာပါရမီကြတော့အဲ့လိုမဟုတ်ခံစားမှုကိုစွန့်ပြီးတော့ဘာဖြစ်လို့လဲနိဗ္ဗာန်အတွက်လွတ်မြောက်မှုအတွက်ကုသိုလ်လုပ်တာအဲ့ဒါတွေကွာသွားတာပေါ့ ဒါကြောင့်မြတ်စွာဘုရားကအေးမင်းပြောတဲ့ရှေ့သုံးကတော့မှန်တယ်ကွာတဲ့ဒါပေမဲ့လုံရည်ရွယ်ချက်ကမှားနေတယ်မင်းကတော့ဘုံဘဝရဖို့ရအတွက်ရည်ရွယ်တာငါဘုရားကတော့ဘယ်ကိုရည်ရွယ်လဲဆိုရင်လိပ်ပံကိုရည်ရွယ်တာမင်းကဘုံဘဝရဖို့ရရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းကြတာပါလဲဆိုရင်ကုသိုလ်ဆိုတဲ့လုပ်ငန်းတွေလုပ်တာငါတို့ကြမဟုတ်ဘူးတဲ့လောကမိသားကိုစွန့်ပြီးတော့ပါရမီဆိုတဲ့လုပ်ငန်းကိုငါဘုရားတို့ကလုပ်တာဒါကြောင့်တဲ့အမြင်ချင်းလဲကွာတယ်နော်ပြီးတော့လုပ်ငန်းချင်းလည်းပဲကွာတယ် ဒါနပြုတာကျင်တော့အတူတူပဲဒါပေမဲ့ UJ ရဲ့လွယ်မတူတော့ဘူးပြီးတော့စိတ်ထားမတူတော့ဘူးဒါပြီးကွာသွားတာပေါ့နော်အဲနောက်တော့လေးသွားပြီးတော့ပါပြီနောက်တော့လေးပုံစံတူပါလေအဲလိုပဲသာဝတိမာရှင်နေနေတဲ့အချိန်မှာနတ်သားတယောက်ကမြတ်စွာဘုရားကိုဂါထာတစ်ချက်နဲ့လာလျှောက်တယ်အစ္စင်တိတော့အစ္စင်တိကာလာမြတ်စွာဘုရားဒီလိုလေသုံးမျိုးမြင်စေမြင်သိတယ်ဗျာလူတွေအနေနဲ့အစ္စင်တိကာလာကာလာပုရိပတ္တစတဲ့ကာလာလေ တပည့်တော်ကအနေဆာမမြဲဘူးမမြဲဘူးဆိုတဲ့သဘောတရားကိုမြင်မြင်နေဆိုရင် तू ကဟိုအချိန်ကိုကျင်းနိုင်တယ်များကျင်းအောင်ကြည့်ရတယ်နော်။ तू ကတော့နတ်သားတော့နတ်သားအမြင်တော်လေးကိုကြည့်တာကိုယန်းနေပယန်းနေဆိုရင်အနေဆာရှုတဲ့နေရာမှာဘာဖြစ်လဲဆိုတော့ तू တော့တအားကိုအသေးစိတ်ဒီစက္ကတစက္ကန့်အတွင်းမပရမစက္ကန့်အတွင်းမှာဖြစ်တဲ့ယုံနာနေရဒုတိယစက္ကန့်ကိုပါမသွားဘူးဒုတိယစက္ကန့်မှာဖြစ်တဲ့ယုံနာနေရတတိယစက္ကန့်ကိုပါမသွားဘူးဆိုတာကသူကမြင်တယ်လေဟုတ်တယ်မလား အဲ့ဒါတည်းပို့ပြီးတော့နည်းနည်းညံ့တဲ့လူကြပါလဲဆိုမိနစ်ပထမမိနစ်မှာဝမ်မိနစ်မှာဖြစ်တဲ့အဲရုံနာနေရစကင်းမိနစ်မှာမပြတ်မရောက်မလာဘူးစကင်းမိနစ်မှာဖြစ်တဲ့ရုံနာနေရသတ်မိနစ်မှာရောက်မသွားဘူးဆိုတာတွေသိရနော်အဲသူကညမာတော့သူကအဲ့လောက်ကြီးဒီဝိပဿနာအဆင့်ဒီသူကအကောင်းကောင်းမမြင်ဘူးလေမမြင်တဲ့ကကြသူ့အမြင်တော်လေးပဲပြောတာအစ်စင်ဒီကာလာကာလာမနဲ့နေ့လေညံ့နေသုံးခုဗျာတဲ့အဲ့ဒါတွေကကုန်းကုန်သွားတာတဲ့မနှစ်ပိုင်းမှာဖြစ်တဲ့ရုံနာနေရမနှစ်ပိုင်းမှာပဲကုန်သွားတယ်နေ့လေပိုင်းကူးမလာဘူး နေ့လယ်ပိုင်းမှာဖြစ်တဲ့ယုံနာတွေကနေ့လယ်ပိုင်းပဲကုန်သွားတယ်ညနေခုမသွားဘူးဒါကြောင့်ဒီလိုကစက္ကန့်နန်လေးတွေသွားနေတယ်လို့ပဲဒီလိုရဲ့ဘဝမှာလည်းပဲမနဲ့နေ့လည်းညနေမနဲ့နေ့လည်းညနေဟောညဆိုရင်လည်း၃ခုရှိတယ်ဟောညင်းဦးရန်တကောင်းရန်မိုးတော့ရအဲ့လိုအဲ့ဒါစက္ကန့်နန်လေးတွေလဲနေတယ်လို့ပဲမှတ်လိုက်ပါနော်မနဲ့နေ့လည်းညနေညင်းဦးရန်တကောင်းရန်မိုးတော့ရအဲ့ဒါတွေကတစ်ခုချင်းတစ်ခုချင်းကုန်သွားတာဗျာဒါလေးကိုဒီလိုမြင်အောင်ကြည့်တဲ့ဟုတ်လားဒါသူတို့မြင်သူတို့ပြောတဲ့ဓာတ်တွေတော်တော်လတ်တယ်နော်အစ်စင်ဒီကလား အဲဒီနေရာမှာဗာပြောချင်တယ်လဲဆိုတော့တခုမှထပ်ပြီးတော့ပြောလို့ရတယ်မနဲ့မနဲ့ပိုင်းမှာကိုကကုသိုလ်ကောင်းမှုတွေမလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဘူးဆိုရင်ဟာငါမနဲ့ပိုင်းကုသိုလ်မလုပ်ဖြစ်လိုက်ဘူးနေ့လည်ပိုင်းတော့ငါဖြစ်အောင်လုပ်နေလုပ်မယ်ပေါ့အဲ့လိုအတွေးတွေးတင်တယ်နေ့လည်ပိုင်းမှာကုသိုလ်ကောင်းမှုမလုပ်ဖြစ်ဘူးဟာညနေပိုင်းကျငါကုသိုလ်လုံးမလုပ်ဖြစ်လုပ်ဖြစ်အောင်လုပ်မယ်ပေါ့အဲ့လိုတွေးတင်တယ်စက္ကန့်လေးတွေနဲ့ညီအောင်ကိုကြည့်တွေးတင်တယ်ပေါ့နော်ဒီစံဒီကာလာတို့တို့အချိန်တွေအားတဲ့မနဲ့နေ့လည်ညံ့နေညင်းဥယံတကောင်ရံမိုးတောက်ရံဆိုတဲ့စက္ကန့်တန်လေးတွေကတဖြည်းဖြည်းတဖြည်းဖြည်းကုန်းကုန်သွားတာဗျာတဲ့နောက်တစ်ခု တရယန်ဒီရတ္တိယောအဲ့ဒီစက္ကန္တလေး6ခုဂုံသွားပြီဆိုတဲ့အခါကျတော့ရတ္တိယောညကနေနေနေကနေညဖူးသွားတယ်တည့်ရဖူးသွားတယ်ခင်ဗျာဟာဒါမင်းနဲ့နဲ့တူသွားပြီနော်နားလဲနော်မင်းနဲ့နဲ့တူသွားပြီတည့်ရဖူးသွားတယ်ခင်ဗျာဟောတည့်ရခုရက်တွေခုပါများတယ်ခင်ဗျာဘာတွေဖြစ်သွားတော့ဝယောကုနာအနုဘောပန်ဇာနီဝယောအယွဲတွေဟာလည်းပဲခုနာဆိုတာတော့ခုံလုံးမယူတော့ဘူးဒါကတော့အစုလို့ပြောလိုက်တယ်နော်အယွဲတွေကအစုလိုက်အစုလိုက်လောက်ထားတာကိုပထမအယွဲဆိုရင်25နှစ်ဒုတိယအယွဲဆိုမက်ဆီမအယွဲဆိုရင်နှစ်90ဟုတ်တယ်မလား မွေးကမွေးတဲ့ရွယ်ကနေ25ဒီကပထမအရွယ်တစု26ကနေ50ဒီကမက်ဆီမအရွယ်51ကနေ85ဒီကကက်ပစ်စီမအရွယ်ဝေယောကုနာအဲ့လိုအရွယ်အစုလေးတွေကလည်းပထမအရွယ်ဒုတိယမက်ဆီမအရွယ်ပစ်စီမအရွယ်တွေကလည်းအနုပုပ္ပန်ဇန်ဒီအစဉ်အတိုင်းစွန့်ညံ့ရတာဗျာဟောဒီလိုလို့ဆိုရင်ဒါပထမအရွယ်စွန့်ခဲ့ရပြီဒီလိုလို့ဆို50ကျော်သွားပြီဆိုတော့ဒုတိယအရွယ်ပါစွန့်လိုက်ရပြီနော်အဲအဲ့အရာလေးတွေကိုလည်းဒီလိုလို့ကြည့်တင်တယ်ဒါကနာရီနဲ့တူတယ်၃ခု၃ခုနော်မှတ်မိပြီနော် နံပါတ်၄မနက်နေ့လည်းညနေညဦးရံတကောင်ရံမိုးတော့ရံဆိုတာစက္ကန့်နံလေးတွေကလည်းတဖြည်းဖြည်းကုန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 ်းသွားတယ်လို့ဒီလိုကြီးတင်နေဖေရ။ဒရယန်ဒီရတ္တိရောဟောတရက်ကနေတရက်ကူးသွားတာကိုလည်းပဲဒီလိုကြီးတင်နေဖေရ။ဘယောကုဏနုဘောပန်စန်းဒီရက်တွေများလတွေများနှစ်တွေများလာတဲ့အခါကျတော့အယွဲတွေပထမအယွဲကနေဒုတိယအယွဲမဇ္ဈိမအယွဲမဇ္ဈိမအယွဲကနေပစ္စည်းမအယွဲအယွဲတွေလည်းပဲတဖြည်းဖြည်းစွန့်စွန့်သွားလိုက်ရတယ်ဆိုတာလည်းပဲမြင်အောင်ကြီးတင်နေဖေရ။အဲ့ဒီသုံးမျိုးတာမြင်အောင်ကြီးနိုင်မယ်ဆိုရင်ဖေရ။ဟာတဲ့ချမ်းသာစေနိုင်တဲ့ကုသိုလ်ကောင်းမှုလောက်ကိုလောက်ဖြစ်တော့တယ်ဖေရ။ဒီလိုပြောတာနော်။ မြတ်စွာဘုရားကတော့သူ့ထဲပို့ပြီးတော့ဒါရဲဟာလေးတော့ဟိုရေကွာဟုတ်တယ်တဲ့မနက်နေ့လည်းညနေညုံရတကောင်မိုးတန်းရဆိုတာစက္ကန့်တန်လေးတွေရတယ်ဒီပြေကုံသွားတယ်တနေ့တနေ့ကူးသွားတယ်ဆိုတာမိနစ်တန်တွေရလည်းပဲဒီပြေကူးသွားတယ်ပထမရွယ်ဒုတိယရွယ်မစ္စတာတတိယရွယ်ဆိုတဲ့ရွယ်တွေရလည်းပဲဒီပြေပြေစွန့်ရတယ်ဒါတွေကိုကောင်းကောင်းမြင်အောင်ကြည့်နိုင်တဲ့သူတွေကတော့အော်တကယ်ငြိမ်းချမ်းတဲ့ခန္ဓာကိုယ်ရှိနေဒုက္ခရောက်နေတာပဲခန္ဓာကိုယ်မရှိတဲ့ဒုက္ခတွေကငြိမ်းတဲ့နိဗ္ဗာန်ကိုမြင်အောင်ကြည့်ပြီးတော့လောကကြီးလောကအဲလောကအမိတလို့ခေါ်တဲ့ ကာမဂုဏ်တွေဘုံဘဝတွေကိုဟိုမဆွဲလန်းတော့ပဲနဲ့တဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုကျင့်ကိုကျင့်တဲ့ကွာဆိုပြီးတော့မြတ်စွာဘုရားကပြောတယ်။ဒါကြောင့်ဒါကပြောရရင်အထူးကတော့နတ်တွေကိုတော်တော်တော်အံ့ဩတယ်။နတ်တွေရဲ့အသိဉာဏ်နတ်တွေရဲ့အတွေးတွေဟာလေးနဲ့တယ်ပေါ့နော်။ပြီးတော့ဒီနတ်တွေကလည်းရိုးနတ်မဟုတ်တော့ဘူးတကယ်တမာတိကောင်းတဲ့နတ်တွေပေါ့နော်။တမာတိကောင်းတဲ့နတ်တွေဖြစ်တဲ့အတွက်ကြောင့်ဗမာတွေပေါ့ကွာ။ ဓမ္မတွေကောင်းတဲ့ဗျာမာတွေဖြစ်တဲ့အတွက်ကြောင့်အတွေ့အခေါ်တွေကလူတွေအတွေ့အထည်ပို့ပြီးတော့နားတယ်။ညာတွေကိုဒီတော့ကြည်ကွန်ရတာတွေတော့ကံကောင်းတယ်ပေါ့။အဲဒါနောက်တစ်ခုကျဘာဘာထပ်သေးလဲဆိုတော့မြတ်စွာဘုရားရဲ့အတွေ့အခေါ်ကြတော့နတ်တွေထက်ကိုပို့ပြီးတော့နားတယ်။မြတ်စွာဘုရားရဲ့အမြင်တွေကြတော့နတ်တွေရဲ့အမြင်တွေပို့ပြီးတော့နားတယ်။တော်တော်များများတော့ကိုယ့်ရဲ့ရောက်ဖူးတဲ့အခြေအနေလေးတွေနဲ့ပဲမြင်ရတာကြီးပဲကိုယ့်ရဲ့တွေ့ဖူးတဲ့အခြေအနေလေးတွေနဲ့ပဲမြင်ကြတာကြီးပဲအခုနတ်တေပြမတွေကသူတို့ရဲ့ရောက်ဖူးတဲ့အခြေအနေလေးတွေဇန်တွေ ပြီးတော့ရူပဘုံအရူပဘုံတွေဒီလောက်လေးပဲမြင်ရတာနော်မြတ်စွာဘုရားကြတော့ဟောနောက်ဆုံးပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်တိကိုရောက်ဘူးတဲ့နိဗ္ဗာန်တိကိုမြင်သွားတယ်အဲဒါကြောင့်ကိုယ်အမြင်လေးနဲ့ကိုကြည့်ကြတာကြည့်ပါပဲလောကကြီးကနော်အဲဒါကြောင့်တော့ကိုကသူများလည်းအထင်သေးမနေနဲ့ကိုယ့်ကိုယ်ကိုလည်းပဲတအားကြီးကိုနောက်ဆုံးပန်းနိုင်မရောက်မချင်းရတယ်ဥစ္စာကိုယ့်ကိုယ်ကိုလည်းတင့်တယ်မနေနဲ့နောက်ဆုံးပန်းနိုင်ကြီးကိုမှန်ရပါနောက်ဆုံးပန်းနိုင်ကတော့နိဗ္ဗာန်ပဲနော်အဲတော်ပါပြီ